အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာပေါ်မှာအသက်ရှည်ဆုံးတတဝါ၅မျိုးကြောင်းပြောပြပေးသွားမှာပါလူတွေကအသက်တရားလောက်ထိနေရရင်တော်တော်ကိုအသက်ရှည်တာလို့ထင်ကြတယ်မဟုတ်လားဒါပေမဲ့ဒီတတဝါတွေကတော့ရာစုနှစ်တွေအချို့ဆိုထောင်စုနှစ်တွေအထိအသက်ရှင်နေကြပါတယ်ဘသူတွေလဲဆိုတာသိကျင်နေပြီလားရှင့်ဗီဒီယိုလေးမစတင်ကျမတို့ channel ကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးရှင့် အောက်ကကွန်မန့်ထဲမှာတင်တို့အကြိုက်ဆုံးသတ္တဝါကိုပြောပြဖို့လည်းမမေ့နဲ့နော်။ဒါဆိုဆက်လိုက်ရအောင်။နံပါတ်1ပထမဆုံးသတ္တဝါကတော့ဖန်သားရီမြုပ် glass plant ဆိုတဲ့သတ္တဝါလေးပါ။ဒီကောင်လေးကအနာတိက သမုဒ္ဒရာရဲ့အနက်ဆုံးနေရာတွေမှာနေပါတယ်။ပြီးတော့သူတို့ရဲ့အသက်ကမယုံနိုင်စရာပါပဲ။နှစ်ပေါင်းတစ်ပေါင်းခွဲလောက်ထိနေနိုင်တဲ့ဟုတ်ပါတယ်။နှစ်ထောင်ပေါင်းများစွာအထိသူတို့ကရှင်သန်နိုင်ကြပါတယ်။ ဒီလိုဖိုးသက်ရှည်ကိုဘသူတွေကရှာတွေ့ခဲ့တာလဲဆိုတော့1990ပြည့်လွန်နှစ်တွေမှာကနေဒါသိပ္ပံပညာရှင်တွေဟာအန္တာတိကရေအောက်ကဒီမြုပ်တကောင်ကိုကာဗွန်၁၄နီးနဲ့စမ်းသပ်ကြည့်တော့နှစ်တထောင်ခွဲလောက်ရှိနေတာကိုတွေ့ခဲ့တာပါအဲဒီရလက်ကို2003မှာသိပ္ပံဂျာနယ် Science မှာစောင်းပါအဖြစ်ထုတ်ဝေခဲ့တယ်သူတို့ဟာဘာလို့ဒီလောက်သက်တမ်းရှည်ရလဲဆိုတော့သူတို့ကအေးကင်းနေတဲ့ရေထဲမှာနေတာမို့ဇီဝဖြစ်စဉ်စွမ်းရင်ကိုအလွန်နှေးကွေးအောင်သုံးနိုင်ပါတယ် မလှူရှားပဲနေပြီးရေထဲကအမှုန်လေးတွေကိုစစ်ထုတ်စားနေုံနဲ့နှစ်ထောင်ပေါင်းများစွာအသက်ရှင်နေတာပါ။ဒါပေမဲ့ဒီလောက်နဲ့မပြီးသေးပါဘူး။ဒီရေမြုပ်လေးတွေကယာတီဥတုပြောင်းလဲမှုကိုလေ့လာဖို့အလွန်သုံးဝင်ပါတယ်။သူတို့ရဲ့ဖန်သားလိုအရိုးတွေကနှစ်ထောင်ပေါင်းများစွာက သမုတ်တရားရဲ့အခြေအနေကိုမှတ်တမ်းတင်ထားပေးတာပါ။ပြီးတော့သူတို့ရဲ့ဖန်သားအရိုးကစီလီကွန်နဲ့ဖွဲ့စည်းထားတာမို့လှပတဲ့ပကံပြားလိုမျိုးပုံစံတွေဖြစ်နေပါတယ်။ ဒါကြောင့်သူတို့ကိုသမုတ်တရားရဲ့အမှုပညာလက်ရာလို့တောင်ခေါ်ကြပါတယ်။စိတ်ဝင်စားစရာကောင်းတယ်မဟုတ်လားရှင်။နံပါတ်1ဒုတိယတကောင်ကတော့အနဲ့ရောင်တဏ္ဍာကြောက်တန်းဘလက်ကိုရဲပါ။ဒီကောင်လေးကလည်းသမုတ်တရားထဲမှာနှစ်ပေါင်း4200ကျော်လောက်ထိအသက်ရှင်နိုင်တယ်။ဟာဝိုင်အီကန်လွန်မှာတွေ့ခဲ့တဲ့တန်တာတစ်ခုကအသက်4225နှစ်ရှိရဆိုပြီးသိပ္ပံပညာရှင်တွေကတွက်ချက်ထားကြပါတယ်။ ဆိုလိုတာကရှင်းဟောင်းအီဂျစ်ခေတ်ကတည်းကဒီကောင်လေးကအသက်ရှင်နေခဲ့တာပါ။ဒါကိုဘသူကရှာတွေ့ခဲ့တာလဲဆိုတော့2009မှာအမေရိကန်က NOAA ဆိုတဲ့မြို့သားသမုတ်တရားနဲ့လေလူဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကဟာဝိုင်အီကန်လွန်မှာရေအောင်ဆက်ရုပ်တွေနဲ့နမူနာယူပြီးကာဗွန်ချိန်ထွက်နည်းနဲ့စစ်ဆေးမှုကတွေ့ရှိခဲ့တာပါ။ဘာကြောင့်ဒီလောက်အသက်ရှင်အောင်ဘလို့နေနိုင်တာလဲဆိုတော့ဒီတန်နာတွေကအလွန်သေးငယ်တဲ့ပိုလစ်ဆိုတဲ့တတဝါလေးတွေတန်ပေါင်းများစွာကနေဖွဲ့စည်းထားတာဖြစ်ပြီး သူတို့ကတနစ်ကို3ညတမ3ညတမီလီမီတာလောက်ပဲကြီးထွားတာမို့ဒီလောက်ထိအသက်ရှင်နိုင်တာပါပြီးတော့လေဒီတန်နာရီဟာလွန်ခဲ့တဲ့ရာစုနှစ်တွေကသမုတ်တရားရဲ့တမိုင်းကိုလေ့လာဖို့အရန်သုံးဝင်ပါတယ်သူတို့ရဲ့လွှာတွေကသမုတ်တရားတွေရဲ့အခြေအနေကိုပြပေးနေတာပါတချို့ကသူတို့ကိုလက်ဝဲယန္တနာလုပ်ဖို့ခန်းယူခဲ့ကြပေမဲ့အခုတော့တဘာဝအလျောက်ထိမ့်သိမ့်ဖို့တန်တက်ထားခဲ့ပါတယ်အနဲ့ရောင်တန်နာကြောက်တန်းဆိုပေမဲ့ အပြင်မှာအနှဲ့ရောင်ဖြစ်ပြီးအတွင်းမှာတော့အဖြူရောင်ဖြစ်ပါတယ်။ဒါကြောင့်ဖြက်လိုက်ရင်လှပတဲ့အလော်ပုံစံတွေတွေ့မြင်ရမှာပါ။ဒါပေမဲ့သူတို့ကိုခန်းနာကသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတာမို့အခုလိုကာကွယ်ထားရတာပါ။နံပါတ်3အခုကျမတို့တတိယတကောင်အလှည့်ကိုရောက်လာပါပြီ။ဒါကတော့ Greenland Norman Greenland Shark ပါ။ဒီကောင်ကြီးတွေကအာတိတ်သမုဒ္ဒရာရဲ့အေးခဲတဲ့ရေထဲမှာနေပါတယ်။ သူတို့ရဲ့အသက်က400လောက်ထိရှင်နိုင်နေတဲ့ဒါကိုဘသူကရှာတွေ့ခဲ့တာလဲဆိုတော့2016ခုနှစ်ဩဂုတ်လမှာဒိမတ်ကအနဝါဇီဝဗေဒပညာရှင်ဂျူလီယက်နီဆင်ဆိုသူဦးဆောင်တဲ့အဖွဲ့ကဂရင်းလန်ကမ်းလွန်မှာဖမ်းမိတဲ့ငမန်းတကောင်ကိုစစ်ဆေးခဲ့တာပါသူတို့ကမျက်လုံးမှန်ဘလူးကိုဖွဲစိတ်ပြီးကာဗွန်ချိန်အတွက်နီးနေတွေ့ကြတော့အသက်390နှစ်လောက်ရှိတယ်ဆိုတာတွေ့ခဲ့တာပါဒါပေမဲ့အချို့က ဒီကောင်ကြီးတွေဟာ2900လောက်ထိနေနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဘလို့နေနိုင်တာလဲဆိုတော့သူတို့ကတစ်နှစ်ကို10စင်တီမီတာလောက်ပဲကြီးထွားပြီးအရွယ်ရောက်ဖို့ဆို1150လောက်အချိန်ယူရပါတယ်။အေးတဲ့ရေထဲမှာနေတာကြောင့်ဇီဝကံမဖြစ်စင်ကအလွန်နေကွေးတာပါ။ဒီကောင်ကြီးတွေကရာစုနှစ်တွေကသမုတ်တရားရဲ့အပူချင်းဓာတုဖွဲ့စည်းမှုတွေကိုလေ့လာဖို့အထောက်အကူပြုပါတယ်။ သူတို့ရဲ့ဇီဝကမဖြစ်စဉ်ကလူသားတွေရဲ့အိုမင်းမှုကိုနှေးကွေးအောင်လုပ်နိုင်မလားဆိုတာကိုလည်းသိပ္ပံပညာရှင်တွေစိတ်ဝင်စားနေကြပါတယ်။ပြီးတော့ဒီကောင်ကြီးတွေကမျက်စိမမြင်ရတော့အောင်မှုံနေပေမဲ့လည်းအနံ့ခံစွမ်းအားကအရန်ကောင်းပါတယ်။ဒါပေမဲ့သူတို့အသားကအစိတ်တက်ပါတာမို့စားလို့မရပါဘူး။အိုက်စလန်မှာတော့အချင်းဖောက်ပြီးစားကြတယ်ဆိုပေမဲ့အနံ့ကတော်တော်ဆိုးတယ်လို့ပြောကြတယ်။ဒါကြောင့်သူတို့ကိုသမုတ်တရားရဲ့ဒိုင်နိုဆောလိုတောင်တင်စားခေါ်ကြပါတယ်။ အခုကျမတို့စတုထတကောင်ကို ရောက်လာပါပြီ။သူကတော့ Ocean Quahog ဆိုတဲ့ကမာခွန်လေးပါ။ဒီကမာလေးကလည်း Atlantic သမုဒ္ဒရာရဲ့အေးတဲ့ရေထဲမှာပဲနေပါတယ်။ကမာလေးဆိုပြီးအထင်တော့မသေးပါနဲ့နော်။သူ့ရဲ့အရှည်ဆုံးအသက်က900ခွန်နှစ်နှစ်တဲ့။ဒါကိုဘသူကရှာတွေ့ခဲ့တာလဲဆိုတော့2006ခုနှစ်မှာပဲအော်တိုဘာလမှာပြီးတိန်ကဗနဂေါ်တက္ကသိုလ်ကသူတေတီတွေဟာအိုင်စလန်ကမ်းလွန်မှာဖမ်းမိရဲ့ကမာတကောင်ကိုစစ်ဆေးခဲ့တာပါ။ သူတို့ကဒီကမာကိုမင်းလို့နာမည်ပေးခဲ့ပါတယ်။ခွန်ဘော်ကအရွာတွေကိုရေတွက်ပြီးအသက်900ခွန်နည်းနည်းရှိရဲလို့ဆုံးဖြတ်ခဲ့တာပါ။မလိုနေနိုင်တာလဲဆိုတော့သူတို့ကအောက်ဆီဂျင်နဲ့တဲ့ရေထဲမှာနေပြီးဇီဝငါဖြစ်စဉ်ကိုအလွန်နှေးကွေးအောင်ခင်းထားနိုင်ပါတယ်။ရေထဲကအစာမုံတွေကိုစစ်ထုတ်စားပြီးမလှုပ်ရှားဘဲနဲ့နှိယချီအသက်ရှင်နိုင်တာပါ။ဒီကမာလေးတွေကလည်းရာစုနှစ်တွေကသမုတ်တရာရဲ့အခြေအနေကိုလေ့လာဖို့အရန်သုံးဝင်ပါတယ်။ မင်းရဲ့အခွန်ပေါ်ကအလွာတွေကစစ်ပင်ရဲ့အလွာလိုမျိုးသဘာဝဖြစ်ရတွေကိုမှတ်တမ်းတင်ထားပေးနိုင်တာပါဒါပေမဲ့စိတ်မကောင်းစရာကမင်းကိုဖမ်းမိပြီးအသက်တွက်ဖို့အခွန်ကိုဖွင့်လိုက်တာကြောင့်တည်သွားခဲ့ရပါတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေကနောက်ဆိုဒီလိုတတော်အားတွေကိုမထိခိုက်အောင်ဤပညာအစ်တွေသုံးဖို့စူးစမ်းနေကြပါတယ်ဒီလိုရိုးရှင်းသိငယ်တဲ့ကမာလေးကကျမတို့လူသားတွေထက်အသက်ကြီးနေတာကအံ့ဩစရာမကောင်းဘူးလားရှင်။နောက်ဆုံးတစ်ကောင်ကတော့ တကယ်ကိုကျန်းတဲ့ဖိုးသက်ရှိပါဒါကတော့မသေးနိုင်တဲ့ jellyfish ပဲဖြစ်ပါတယ်ဒီကောင်လေးကသမုတ်တရားတစ်လျှောက်နေရာအနှံ့မှာတွေ့ရနိုင်တယ်လေသူကဘလောက်ထိအသက်ရှည်လဲဆိုရင် သူကဘယ်တော့မှမသေးနိုင်ဘူးလို့တောင်ပြောလို့ရပါတယ်ဒါကိုဘလို့ရှာတွေ့ခဲ့တာလဲဆိုတော့1980ပြည့်လွန်နှစ်တွေမှာအီတလီကသိပ္ပံပညာရှင် ဖာဒီနန်ဒိုဘိုရိုဆိုသူကဒီ jellyfish တကောင်ကိုစမ်းသပ်ကြည့်ရင် အရွယ်ရောက်ပြီးရင်ပြန်ငယ်သွားတာကိုတွေ့ခဲ့တာပါ။နောက်ပိုင်း1996မှာဒီရလက်ကိုတိတ်ပန်စာရန်အနေနဲ့ထုတ်ဝေခဲ့ပါတယ်။သူကအရွယ်ရောက်ပြီးရင်ပိုလစ်ဆိုတဲ့ကလေးအဆင့်ကိုပြန်သွားနိုင်ကြပါတယ်။ဒီလိုပြန်လည်ပတ်နိုင်တဲ့စွမ်းရည်က trendy ဖာရန်ရှင်းရှင်းလို့ခေါ်တဲ့ဆက်ပြောင်းလဲမှုကြောင့်ပါ။ဒါကြောင့်သူကအိုမင်းမှုနဲ့မတည်ပဲအချိန်ကန့်သတ်မရှိနေနိုင်တာဖြစ်ပါတယ်။ဒီကောင်လေးကဆဲပြန်လဲမွေးဖွားမှုကိုလေ့လာဖို့အရန်သုံးဝင်ပါတယ်။ လူသားတွေရဲ့အိုမင်းမှုကိုနှေးကွေးအောင် လုပ်နိုင်မလားဆိုပြီးတော့လေသူပေသနာလုပ်နေကြပါတယ်ပြီးတော့ဒီကောင်လေးက၄.၅မီလီမီတာလောက်ပဲရှိပါတယ်ဒါကြောင့်ယောဂရန်တို့သားရဲတရိစံတွေစားတာမျိုးကနေကင်းနိုင်မှသာဒီလိုမတည်နိုင်တဲ့ဘဝကိုဆက်ထိန်ထားနိုင်မှာပါသူ့ကိုတဘာဝရဲ့အသက်ရှည်စေးလို့တောင်တင်စားခေါ်ကြပါတယ်ဒီလောက်တေးသေးလေးကဒီလောက်အံ့ဩွယ်ကောင်းတော့အောင်အသက်ရှင်မယ်လို့ဘယ်သူထင်ပါလဲနော် ခုလောက်ဆိုကဘာပေါ်မှာအသက်ရှည်ဆုံးတတဝါ၅မျိုးအကြောင်းကိုဒီဗီဒီယိုကိုကြည့်ပြီးပရိသတ်ကြီးလည်းသိသွားပြီလို့ထင်ပါတယ်။ဒီထဲကဘဲတတဝါကတင်တို့ကိုအံ့ဩစေခဲ့လဲ။ဒါမှမဟုတ်ဒီလိုအသက်ရှည်တဲ့တတဝါတွေထဲကဘယ်သူလောက်အသက်ရှည်ခြင်းလဲဆိုတာအောက်ကကွန်မန့်ထဲမှာပြောပြပေးပါဦးနော်။ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like and subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့နော်။နောက်တစ်ခါအစ်စ်အစ်စ်တော့အကြောင်းအရာတွေနဲ့ပြန်ဆောင်ကြမယ်။ကျေးဇူးတင်ပါတယ်ရှင့်။